မင်္ဂလာပါဒီချက်ပြူချန်နယ်ကနေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာကျတော့မိမိတို့ဘွက်တဲ့ကိုငွေတွေစီးဝင်လာစေဖို့ရန်နောက်တစ်ခုကငွေကြေးနဲ့ပတ်သက်ပြီးအခက်အခဲအကျတဲ့တွေပြပြောက်ပြီးတော့မှအငွေတွေအရေးတကြီးလိုအပ်နေတဲ့သူတွေအတွက်ကိုမျှဝေပေးသွားမယ့် ritual လေးတစ်ခုဖြစ်ပါတယ်ဒီ ritual ritual တွေကဆိုလို့ရှိရင်တော့အမြဲတမ်းကိုမှအလွယ်ကူပြီးတော့မှထူးခြားစေတဲ့ရဲကိုစွန့်ထက်စေတဲ့နည်းလေးတစ်ခုလည်းဖြစ်ပါတယ်ဒီနေ့ကကျတော့ ော့မိမိတို့အိမ်မှာသုံးဆောင်နေတဲ့ချက်တော်ပြူအခွန်နဲ့တကြားပဲလိုအပ်တာဖြစ်ပါတယ်ရှင်เนาะချက်တော်ပြူအခွန်နဲ့တကြားလေးရှိရလေးနဲ့ငွေတွေအဆက်မပြတ်ဝင်စေမှာဖြစ်ပါတယ်ငွေတွေဒီအလားလိုမျိုးစည်းဝင်လာနေပါပြီဆိုတဲ့ကိုယ့်ရဲ့စိတ်ထဲကအင်တန်ရှစ်တစ်ခုကိုချမှတ်ထားဖို့လိုအပ်ပါတယ်ငွေတွေငါ့စီကိုဝင်လာနေပြီဆိုတာကိုယုံကြည်ပေးပါစိတ်ထဲမှာ တကယ်ကိုလက်ခံရရှိနေပြီဆိုတာကိုလည်းယုံကြည်ပေးဖို့လိုအပ်ပါတယ်။လောရမယ့်အနေတွေကကြတော့ပကံပြားတစ်ခုလိုအပ်ပါတယ်။ပကံပြားတစ်ချက်လိုအပ်တယ်။ပြီးရင်ကိုယ့်အိမ်မှာသုံးနေတဲ့ကျက်သွန်ဖြူရဲ့အခွန်လိုအပ်ပါတယ်နော်။ကျက်သွန်ဖြူအခွန်ရဲ့ တက်တော့ပြအခွန်ကိုပကံပြတဲ့မှာထက်လိုက်ပါပကံပြတဲ့မှာထက်ပြီးွားပြီဆိုရှင်အပေါ်ကတကြားလေးနဲ့ငယ်ဖြူပစ်လိုက်မယ်နော်အိမ်မှာသုံးနေတဲ့တကြားတကြားအဖြူပဲဖြစ်ဖြစ်တကြားအညိုပဲဖြစ်ဖြစ်ရပါတယ်နော်တကြားဆိုရင်ရပါပြီတကြားကိုဖြူပစ်ပြီးွားပြီဆိုရှင်တော့အဲ့ဒီအခွန်ကိုမီးရှို့လိုက်မယ်မီးတွေကိုအကုန်အောင်ရှုတ်မယ်နော်ဒီပြာဖြစ်သွားအောင်ဒီရှုတ်ပါကုန်သွားအောင်ဒီရှုတ်ပါပြီးွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့အေးရဲ့ရှေ့ဘက်မှာသွားပြီးတော့မှာ အောင်မှုတ်လိုက်ပါကိုယ့်ရဲ့ပတင်းပေါ်ကပြပြမှုတ်လိုက်ပါเนาะအဲ့ဒီခေချာလို့ရှိရင်ငွေတွေဟာစစ်ချောရာကြီးထက်ကနေပြီးကိုယ်စင်ကိုအလင်းမြန်စွာပို့ဆောင်လာပေးမှာဖြစ်ပါတယ်ဒီနေ့လေးကိုတခြားလေးနဲ့လိုက်လို့ပါငွေကြီးအများလိုအပ်နေတဲ့သူတွေဆိုလို့ရှိရင်လည်းလုံးကြီးပါငွေကြီးတွေကိုယ့်ရဲ့ဘဝတက်ကိုစီးဝင်လာမှာဖြစ်ပါတယ်ဒီနေ့လေးနဲ့ လှုပ်ဆောင်တဲ့အချိန်မှာအလို့အဆင်ပြေကြပါစေเนาะလှုပ်တဲ့သူတိုင်းကလည်းအဆင်ပြေတယ်ပြီးတော့ဖြူကိုယ်တိုင်းကလည်းဒီနည်းကိုလှုပ်ခဲ့တဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ပြန်လဲပြီးမျှဝေပေးခြင်းဖြစ်ပါတယ်ရှင်เนาะအလို့ပဲဒီငွေငွေကြေးနဲ့ပတ်သက်ပြီးတော့မှအခက်အခဲချက်တက်လေးပြပြပြီးတော့မှအလို့အဆင်ပြေကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ဒီနည်းရဲ့ဗီဒီယိုဖိုင်လေးကိုဒီမှာပဲဆုံးသက်ပါတယ်အလို့ကိုကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်